လုံးဝတာလုံးလို့ကောင်းတာပေါ့နော်လုံးလို့ကောင်းတယ်ဆိုရဲဟာတော့ fan ပေါ့နော်ဘာလို့ဆိုဘယ်လိုပြောရမလဲအရန်လုံးဝအဲလုံးလုံးရလို့ခံစားရတဲ့ feeling ရတဲ့ဟာတော့ fan ပေါ့နော်ဒီတိုင်းဟိုဒီတိုင်းမှာတရုတ်ဆောင်ရတဲ့ဟာတွေနဲ့ဆောက်လို့ရှိရင်တော့ fan ကပို့ပြီးတော့ဟိုလုံးဝရပေါ့နော်အဲ့လိုရှိရလုံးဝတာလုံးလို့ကောင်းတာပေါ့နော်လုံးလို့ကောင်းတယ်ဆိုရဲဟာတော့ fan ပေါ့နော်ဘာလို့ဆိုဘယ်လိုပြောရမလဲအရန်လုံးဝ ဲလုံးလုံးရလို့ခံစားရတဲ့ feeling ရတဲ့ဟာတော့ ban ပေါ့နော်ဒီတိုင်းဟိုဒီတိုင်းမှာတရုတ်ဆောင်ရတဲ့ဟာတွေနဲ့ဆောက်လို့ရှိရင်တော့ ban ကပို့ပြီးတော့ဟိုလုံးဝရပေါ့နော်အဲ့လိုရှိအောင်ကျွန်တော်ကတော့ကိုကလုံးရလာရိုးရိုးအေးလည်းလုံးရပါတယ်ဟုတ်ကဲ့ရိုးရိုးအေးဆိုလည်းရိုးရိုးအေးပေါ့ character ကကြတော့တသက်နဲ့ဖွားရမှာပေါ့နော်။တသက်နဲ့ဖွားရမှာမထင်မှန်တာအနေအထားကနေပေါ်လာမယ်။အဲ့လိုပဲပြောပြချင်ပါတယ်။အညီမတော်ကတော့အီဗန့်လုပ်ရရင်တော့မကျေနပ်နေရလို့ဆိုတော့လေ။အမ်ဒီကားထဲမှာရန်ရုံမှာပေါ့နော်။ကျုံမရဲ့ character နဲ့မတွေ့ရမယ်။ရှင်ခုံရပါတယ်။ဘာလို့ဆိုတော့ညီမနဲ့အခုဒီကားမှာဆိုလို့ရှိရင်ပါဝင်တဲ့လူအကုန်လုံးကပေါ့နော်။ညီမနဲ့အာ မဆုံမှုသေးတဲ့လူတွေများတယ်ပေါ့နော်မဆုံမှုသေးတဲ့လူတစ်တွေပဲအကုန်လုံးနဲ့အဲ့လိုမျိုးအစ်စ်တွေနဲ့ပဲအဲ့လိုလုံးဝတဲ့အတွက်ကြောင့်မလဲအရန်ပျော်ရဲအဲကိုဆက်နဲ့လဲဒါဆုံဒီကားမမှာစပြီးတော့ဆုံမှာဆိုတော့လေအဲရင်လဲရင်ခုံမှာအရန်ရင်ခုံမှာအပြင်းမခင်နဲ့အရန်ခင်နဲ့အဲ့ဟာကိုအခုမှသူရိုက်မယ်လို့ပြောဟာရဲ့ဇလန်းနဲ့တကားလေးရှိရဲပေါ့နော်အဲအဲ့ဟာကိုအခုက ဒီကအရင်ဆောဝါးပြောရမှာပေါ့နော်ဒီကားလေးကအရင်ဆောဝါးအခါကျတော့ဒီကားလေးကိုအရင်ရိုက်ကြရမှာပေါ့နော်ဟုတ်ဒီကားတော့မှအရောလေးအဲတသဲနဲ့ fire ရမယ်ဆိုတော့ဟာအဓိကပေါ့နော်တသဲနဲ့မတည့်ဘူးကွာအဲ့လိုမထင်မှတ်ထားတဲ့အဲ့လိုအလှည့်အပြောင်းလေးပေါ့နော်အဲ့လိုမြင်ရမှာအာညီမလောင်ပါလဲ အဲဖန်လို့ပဲပြောရမှာပေါ့နော်အရှိပိုင်းလေတော့ဖန်ပေါ့နော်ကို့ထက်ဖန်ဖြစ်တဲ့ဟိုအမေမေကပါစီရဆိုတော့နောက်နောက်အရှိကားမှာကျတော့အဲတမီဆိုးပေါ့တမီဆိုးမှာလည်းဖန်လို့ပဲပြောလို့ရတယ်လေအဲတော့ဘူးပါဖန်လေတော့ရခဲ့တာစက်ပါပေးရှမ်းကြိုက်တာပေါ့ အမ်ဘယ်လိုပြောမလဲသူများတို့လို့ကွာဒီ van လောက်ရမှာကိုကိုမုံသွားမှာလို့ဆေးဆိုးရိမ်စိတ်တော့ရှိကြရလေဒါပေမဲ့ကျွန်တော်တို့အဲ့ဒါကြီးဟိုအဲ့အဲ့ feeling ကိုတသက်ကြီးခံစားနေရဆိုတော့မရှိဘူးအဲ့ဒီဟာကိုလောက်ရတဲ့ဟာတော့မှအဲ့ဒီဟာကို van ကိုလောက်ရတဲ့ဟာကိုချိန်တဲ့လူကွာဒီဒါတော့ဟိုကိုကကိုတတ်မှတ်တယ်ဆိုတာအထက်ပေါ့နော်တခြားလူတွေရဲ့တတ်မှတ်တာကတော့ဟိုအဲ့ဒါအဲ့ဒါတော့ပို့ပြီးတော့ဟိုဖြစ်မှထင်တယ်ဒါညီမအနေနဲ့ကကြတော့ ဲ့လိုတခုတည်းတော့တတ်မှတ်ထားတာတော့မဟုတ်ပေမဲ့ဟိုလောရတော့ကြိုက်တယ်ကွာဒီလားစကားကြည့်ရချိန်တော့မုန်းတယ်အရှင်မကတော့သိရမလားအကောင်လုံးကတော့နားလည်မှုရှိသွားကြပါအာအကောင်မလေးကပြင်မှာအရန်သဘောကောင်းတာသိကြတယ်လေဒါပေမဲ့အဲ့လိုစိတ်စကားထဲမှာပဲရေရွံ့မှမှလုံနေပြီမဲ့လေအပြင်မှာအရန်သဘောကောင်းတဲ့လူအများကြီးပဲလေဆိုလဲအဲ့ထက်တယောက်ပဲချိန်တတ်တယ်ချိန်တတ်တယ်ဆိုတာဘယ်လိုပြောရမလဲ ဒီကွာဇက်ကားတကားမှာဆိုလို့ရှိရင်သူ့ဆက်လန်းနဲ့သူ့ပေါ့နော်ဗန်အောင်မှာအဲ့လို main ဖြစ်နေရဟာရှိရလေအဲ့လိုမျိုးဟိုဗန်လုံးဝလို့ဟိုဒီ တ်မှတ်သွားတဲ့အိမ်လေးရတစ်ခုကြီးအဲ့လိုဆိုရတဲ့ကွာလူဒါပေမဲ့ဒီညီမရဲ့မျက်နှာကြောက်တော်တော်များများတော့အဲ့လိုမြင်ကြရပါတော့အဲ့လိုဖန်နဲ့ပိုလိုက်တယ်လို့မြင်ကြရဒါပေမဲ့အဲရိုးရိုးအေးအေးနဲ့အဲ့လိုကွာတည်ရမလားအဲ့လိုဆိုရင်တော့အရင်မလိုက်တော့ဘူးလို့ထင်တယ်ကိုနဲ့ဒါပေမဲ့လုံးကြည့်ရမှာပေါ့အရာအလုံးတော့လုံးရတာလုံးမှုကောင်းတာပေါ့နော်လုံးလို့ကောင်းတယ်ဆိုရဲဟာတော့ဖန်ပေါ့နော်ဘာလို့ဆိုတော့ဘယ်လိုပြောရမလဲအရင်လုံးက

အဲအဲ့လိုတော့မရှိပါဘူးဒါပေမဲ့ဟိုတရားဆောင်ညမှာလည်းအကုန်လုံးလည်းပုံမှန်တဲ့အခြေအရေလို့ပြောချင်တာလားအာအဆောဆာကြီးရတော့ကွာဟိုခါကြလို့ရှိရင်လည်းထူးဆန်းတယ်ကိုကိုကိုထူးဆန်းတာပေါ့တော့အဲ့လိုအချက်နဲ့ပတ်သက်ပြီးခါကြတဲ့အခန်းစားမှုအရင်မရှိဘူးလို့ခါကြခါကြလို့ရှိရင်လည်းအဲဘယ်လိုပြောမလဲ အရှိမကွာကိုဖြစ်ဖြစ်ခဲ့အရာတွေကြောက်ပဲဖြစ်ရင်လည်းဖြစ်မှာပေါ့နော်အချင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဟိုစိတ်ဓာတ်ရရနေတယ်ကောင်မလေးတယောက်တော့ဖြစ်နေအာဟိုလောက်တော့နည်းနည်းတော့ချောင်းတွေနဲ့တော့အဆဆချင်းအရင်ဟိုဘယ်လိုပြောရမလဲဆဆချင်းရည်စားထားတဲ့အရွယ်တုန်းကကျတော့ဟိုခံစားမှုကတမျိုးပေါ့နော်နည်းနည်းလေးပုံမြင့်တယ်ခံစားရပြီလားနောက်ပိုင်းကျတော့လည်းဒါတွေအဲ့လိုဖြစ်ပါများလာတော့လည်းနည်းနည်းအနေသားကြပြီးတော့ဟိုမြန်လာပေါ့နော်ဟိုကုစားတာမြန်လာတယ် အဲ့တော်တော်များကုစားတော့ကုစားတတ်သွားပြီတဲ့တိတ်ပြောင်းနာမနာကျင်တော့တဲ့နှလုံးမှာမကြောအဲ့ကြောက်ခဲ့တလုံးလုံးပဲကိုကထားခဲ့ဟမ်ကိုကထားခဲ့ကိုကထားခဲ့လည်းရှိတယ်သူတို့ထားခဲ့လည်းရှိတယ်အာချီရတော့နည်းနည်းလေးတော့อืมစဉ်းစားမယ်အချိန်တော့မဟုတ်သေးဘူးလို့တော့ကိုကိုကိုချင်နေပေါ့နော် ဟုတ်ဟုတ်တယ်ဟုတ်တယ်ဒီချိန်မှာတော့လေကိုကိုဆုံးဖြတ်ထားတာပေါ့နော်အဲကိုအလုပ်တွေကိုတေချာလုပ်မယ်ပြီးရင်ဟိုကိုလုပ်ပေးချင်တဲ့ဟာရလုပ်ပေးချင်တဲ့လူတွေကိုဟိုလုပ်ပေးနိုင်တဲ့အခြေအနေထိရအောင်စူးစမ်းရမယ်လို့ပဲထင်တယ်တာဂက်တစ်ခုရောက်ပြီပါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒီအကြောင်းတွေကိုတေချာစဉ်းစားမယ်ပေါ့နော်အဲတော့ထားတော့မဟုတ်ပါဘူးတကားလည်းမပိတ်ထားပါဘူးဒါလည်းဖွင့်ထားတယ်ဒါလည်းဖွင့်ထားတယ် မိွေးချက်သေးရအာမစိအဲဒါလေးစိထားတကားကမစိထားဘူးဖွင့်ထားတယ်ဒါပေမဲ့မိွေးချက်တာလို့အာဒီအရှိမပေါ့နော်ညီမတို့ဟိုဇလန်ရယ်တကားရှိရပေါ့နော်အင်းပိုင်းလေကြာပန်းရွှေကြာဆိုရဲ MRT4 နဲ့အဟေးပလေးနဲ့ရိုက်ထားတဲ့တကားအခုမရိုက်ရသေးဘူးပေါ့နော်အဲအဲ့ဒါတလာဒီလတဲမှာရိုက်မှာပေါ့ ရိုက်မဲ့ဟာရယ်အရှိမနှစ်ကားတော့ရှိသေးရယ်မထွက်ရသေးရယ်ဟာပေါ့အဲအဲ့ဒီဇလန်တွေနှစ်ကားရှိမယ်ဒီအခုရိုက်မဲ့ဇက်ကားရယ်အဲဒီရုပ်ရှင်ဇက်ကားကြီးရယ်ပေါ့နော်ဟာလုံးရတဲ့လူတွေလည်းတော်တော်လောရပါတယ်ဒါပေမဲ့ဟောတစ်ခါတလေကြာလို့ရှိရင်ကိုကလုံးနေရပြီမဲ့လေဒီအချိန်တစ်ခုမရောက်လာသေးရဲ့အချိန်လည်းဖြစ်ရင်ဖြစ်မှာပေါ့နော်ဒီညီမတို့မှာကြာတော့ဘယ်လိုဖြစ်နေလဲဆိုတော့ဇလန်တွေတကားပဲဖြစ်ဖြစ်ရုပ်ရှင်ကားပဲဖြစ်ဖြစ်ပေါ့နော်အဲဒီကားကအဲဒီကားပြီးွားလို့ရှိရင်ကွာ နည်းနည်းတော့နောက်တကားတက်လာလေအဲ့ချိန်ကြလို့ရှိရင်တော့ပျောက်သွားဒါပေမဲ့ကိုကားတွေကအမြဲတမ်းစတိုက်ဖြစ်နေလို့ရှိရင်တော့ကိုကောင်းတာပေါ့နော်ကိုကမပျောက်သွားတော့ဘူးအဲ့လိုမျိုးထင်တယ်ဟိုအကြောင်းမျိုးကြောင့်လည်းဖြစ်ရင်ဖြစ်မှာပေါ့နော်အာကိုအချိန်မရောက်လာသေးဘူးလို့လည်းပြောလို့ရတာပေါ့ဒါပေမဲ့ကိုရဲ့စူးစမ်းအားထုတ်မှုကလည်းဟိုတခါတလေကြလို့ရှိရင်အဲရော့သွားလည်းရှိရင်လည်းရှိမှာပေါ့အဲ့အကြောင်းမျိုးလည်းနည်းနည်းဟိုပျောက်သွားလို့ပြောခါတလေကြလို့ရှိရင်လည်းတကယ်တော့လည်းဟိုကိုကိုလုံးနေတဲ့အရာတွေပေါ်မှာတော့အကောင်းဆုံးစူးစမ်းပါတယ်ဟုတ် ်ဟုတ်အဲဒီမမေချုပ်ဦးဆိုတဲ့ဇာတ်ကားလေးရုတ်တင်လို့ရှိရင်လည်းလာအားပေးကြပါအောင်လို့ညီမအခုရှေ့မှာရိုက်ထားတဲ့ဇာတ်ကားလေးထွက်လို့ရှိရင်လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်ကျေးဇူးတိုင်းတပါတယ်